မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆီယမောင်ဒီပသိပ်ပံချီမြေရေးသားသောမဟာကန္နာယုံဆရာတော်အရှင်စန္ဒကဘိဝန္တာ၏ပရိသွန်းအင်းများအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်ဒီအကြောင်းအရာလေးကိုပြောပြခဲ့မှာယခုလိုဘူးတုဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြင်းရေးဆရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင် ကျေးဇူးရှင်ဘာသာဒီကကျမ်းပြူတောင်မြို့ဆရာတော်အရှင်စန္ဒကာဘိဝန္တသည်ကျမ်းပြူရာ၌ထင်ရှားကြော်ကြားတော်မူတဲ့ကဲ့သို့ပြိမြတ်တာဆွင့်ရင်၌လည်းထက်မြက်သောဆရာတော်တစ်ပါးဖြစ်တော်မူပါသည်တို့အရာတွင်ဆရာတော်ဤကျမ်းပြူအကျော်ဘဝလောက်ကိုသာအတိများကြပြီးပြိမြတ်တာဆွင့်ရီတို့ကိုတည်သူနေပါလာ၏ထို့ကြောင့်ဆရာတော်ဤပြိမြတ်တာဆွင့်ရီတို့ကိုဖော်ပြလိုပါသည်မရပူရမြို့တဝမ်းပြိဋ္ဌံလွှမ်းတော်နေ့ 1336ခုနှစ်ကစုံလာစမိုင်းအမရပူရမြို့နယ်နဲ့တကွာမန္တလေး၊စကိုင်း၊မြင့်ငယ်၊တရဦးစသည့်နယ်တို့ပါမိုးခေါင်နေကြသည်။ရာသီဥတုကပူပြင်းလွန်၍ယောဂါပြများလည်းထူပြောလာကြသည်။အထူးအဖြင့်ဝမ်းယောဂါများဖြစ်ကြ၏။အမူတန်ယောဂါတန်တို့ကိုမခံနိုင်သည့်အတွက်အ ਨੇ ပါအသေးပြောက်များပင် ရှိလာကြသည်။ဆရာတော်သည်ထိုအခြေအနေတို့ကိုမြည်သို့ပြုလုပ်သင့်သည်ဟုစဉ်းစားနေခိုင်အမရပူရမှလူကြီးလူကောင်းတကာတို့သည် ရိတ်ရွတ်ဖတ်ပြီးတော်မူပါရန်ဆရာတော်ထံလာလျှောက်ကြ၏ထိုအခါဆရာတော်ကတန်ဃာတော်များ900လုံးမြို့တွင်အနှံ့ရွတ်ပေးမည်ခြေချင်းကြွနေရလျင် မနှံ့မီလဲဆိုသည်တန်ဃာတော်များလည်းပင်ပန်းကြမည်တို့ဖြစ်၍ တစည်းလျင်တန်ခါ90လောက်စတဲ့ကားကြီး10စီးလောက်စီစဉ်ပေးပါဟုမိန့်တော်မူပြီးပရိယုအစီအစဉ်ကိုလက်ခံတော်မူသည်။ဆရာတော်သည်ပရိယုကြွကြမိတန်ခါတော်များအားတခါတခါမှများအပေါ်စူးစူးဆိုင်ဆိုင်ထိရောက်စွာမေတ္တာထား၍ရွတ်ဖတ်ကြရန်မှာတော်မူ၏။ထို့ပြင်တခါတခါမှများအားမြို့နယ်ဆောင်းဝန်များနှင့်တိုင်ပင်၍တတိပေးစာရွက်စာတမ်းများလည်းရိုက်နှင့်၍ဝေသေးသည်။ ထိုစာတန်း၌ယောဂအတွက်ရှောင်ကျဉ်ကြရန်အချက်များနှင့်ပရိယုကြွသည့်အခါအလှူဒါနလုံးဝမပြုရန်ဟူသောအချက်ကိုပါပါသေးသည်အလှူဒါနပါလာလျင်ထိုအလှူဒါနကိုတာယာမမောသောလောဘဇောကပရိတော်၏တတ္တိကို ရုပ်ရော်စေနိုင်သောကြောင့်ဖြစ်သည်ဟုဆိုပါသည်မူကြီးတဲစွာရွာချခြင်း အစီအစဉ်တိုင်းတန်ဃာတော်များသည်ကားများဖြင့်မြို့ရင်းအနှံ့လှည့်ပတ်ရွကြရာတမျိုးလုံးပြိတန်တို့ဖြင့်ဖုံးလန်းသွားတော်သည်ထို့သောရွရွေတဝက်ခတ်များကြာသောအခါအရက်လေးမျက်နာတို့မှမိုးတွေအုံဆိုင်ကြီးမောင်းလာပြီးလျှင်အုံချင်းချင်းဂျိုးဂျိုးချင်းချင်းဖြင့်မိုးတွေလှည့်၍ရွာလာတော်သည်ဤသို့လျှင်ဆရာတော်၏အစီအစဉ်ဖြင့်တကားတကားမများသည်ပြိတကူအကျိုးတို့ကိုခံစားခဲ့ကြရပူပါသည်ဆိုင်ဆရာလင်းယုံနေမိခင် တခါကဆရာတော်ရန်ကုန်သို့ရောက်နေခိုက်တွင်ဖြစ်သည်။ဦးညီညီဆိုင်းဆရာလေးုံနီမိခင်ကြီးမကျမ်းမာမာဖြစ်လာ၍လာရောက်ပင်အားဆရာတော်ကလိုက်ပါကြွရောက်ပြီးပြိယူပေးတော်မူသည်။ပရိမယုမီရွဆိုမီပရိအထိပယ်တို့ပြောပြတော်မူ၏ပြီးမှပရိကျိုးတစကို သူမအားကင်စေ၍အစွန်းတစကိုဆရာတော်ကကင်ပြီးယူသည် ဤသို့ပရိကျိုးတို့ကိုကာယွေယူခြင်းကိုကျေးဇူးရှင်လေဒီဆရာတော်ဖျားကြီးနဲ့အမိန့်ရှိဘူးသည်လေဒီဆရာတော်ဖျားကြီးကပရိရိုးတို့ကိုလက်ဖြင့်မှွေနှောက်၍ယူရမည်ဟု၍၎င်းပရိသည်ပရိခဲတို့ကိုလက်ဖြင့်ပုတ်သက်ဆုပ်နေ၍ယူရမည်ဟု၍၎င်းပရိချီကျိုးတို့ကိုလက်ဖြင့်ကင်နှား၍ယူရမည်ဟု၍၎င်းမိန့်တော်မူဘူးပါသည်တောင်မြို့ဆရာတော်ကြီးသည်ဤနမူနာတိုင်းရွတ်တော်မူခြင်းဖြစ်သည်ဆရာတော်ဤမြတ်တာတတ်ပရိတ်တော်ဤအစွမ်းတတ္တိနာယူသူတို့ဤယုံကြည်မှုတို့ပေါင်းစပ်မိသည်ဖြင့် ထိုဒူနာရှင်တက္ကမကြီးမှာထူးထူးခြားခြားယောဂါပြောက်ကွင်း၍ကျမ်းမာလာခဲ့ဘူးလေသည်ချက်တဲ့ဥပဒေဤဇနီး တခါတွင်ကဆရာတော်ရန်ကုန်ရောက်နေကြ45လမ်းမှာချက်သိန်းဥပဒေဇနီးဒေါ်သိန်းမကြမ်းမမဖြစ်သည်စိုးရင်ရလာအောင်ဖြစ်နေသည်ဆိုပြီးဆရာတော်ကိုလာပြသဖြင့်လိုက်ပါကြောက်ရောက်၍ပြည့်ရုပ်ပေးသည်မရုပ်မီအထိဘယ်ကိုရှင်းလင်းပြောကြ၏ထိုစဉ်ကဘုဇင်တို့ကိုယူမီဖြစ်၍ဘုဇင်အကြောင်း ရှေ့ဦးစွာရှင်းပြပါသည်ထို့နောက်ပြည့်ရုပ်တော်မူပါသည်ပြည့်ရုပ်ပြီးနောက်တိတိတသာလမ်းစမ်းကျမ်းလာပြီးနောက်ထပ်၃နှစ်ကျော်တိုင်အောင်အသက်ရှည်၍နေနိုင်ခဲ့၏ထို့ကြောင့်လဲ၆ကြီး းဖျားကြီးတိုက်တိန်တော်ကြီးကိုအပီစီဆောက်လို့လူဒန်းသွားနိုင်ခဲ့ခြင်းဖြစ်သည်တူပါ၏ဤသည်တို့ကလူသည့်များသောကျမ်းပြူအကျော်ဆရာတော်အရှင်စံဃာဘိဝန္တာ၏အတိနှဲလာသောပရိမြတ်တာစွန့်အင်တို့ပင် ဖြစ်ပါသည် အရှင်သောဘိဒာရေသာပြုစုသည်တဘဝသာသနာစာအုပ်စာမျက်နှာ489မှ493လအကြောင်းအရာများကို အခြေပြု၍ရေးသားခြင်းဖြစ်ပါသည် ဒီဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ညီးစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။